မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေတွေပဲဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးမှာကတော့လီဗာပူးတို့အချန်ပြန်ဖြစ်လာခဲ့ပြီဆိုတဲ့သတင်းလေးပါအင်ကွင်းမှာတော့တော်တင်ဟော့စပါအသင်းကိုဂိုးပြတ်အနိုင်ကစားအပြီးမှာတော့လီဗာပူးအသင်းကပရီးမီးယားလိအမှတ်ပေးချန်ပြန်ဖြစ်လာခဲ့ပါပြီဒါကသူတို့အတွက်အကြိမ်နဲ့10မြောက်အမှတ်ပေးချန်ပြန်ဖြစ်ပြီးမန်ချက်စတာယူနိုက်တက်အသင်းအမှတ်ပေးဖလားအများဆုံးစံချိန်ကိုလိုက်မိသွားခဲ့ပြီဖြစ်ပါတယ် Congratulations ပါရှင် ယနေ့မနက်အစောပိုင်းကကစားခဲ့တဲ့စီးရီးပွဲစနေမှာအတ္တလန်တာအသင်းကလက်ချီအသင်းကို1-1တည်ရတာကစားနိုင်ခဲ့ပြီးနာပိုလီအသင်းကတော့တိုရီနိုကို2ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။မာဆေးအသင်းကလည်းဘရက်စ်ကို4ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးမာဆေးအတွက်သွင်းကိုးတွေကိုဂိုးအူရီကဟက်ထရစ်သွင်းယူခဲ့သလို Greenwood ကလည်းသွင်းကိုးတကိုးသွင်းယူနိုင်ခဲ့ပါတယ်။ပရီးမီးယားလိဖလာရယူခဲ့ပြီးဖြစ်တဲ့လီဗာပူးနီးပြစလော့ကတော့နီးပြဟောင်းကလော့ကိုကျေးဇူးတင်စကားပြောဆိုသွားခဲ့ပါတယ် ။အင်တာမီနန်အသိနည်းပြအင်ဇာဂီကရိုမကိုရှုံးခဲ့ပြီးရဲ့နောက်မိမိတို့အသင်းကစီးရီးဖလားရယူဖို့စိတ်သက်ခွန်အားမရှိကြကြောင်းအသင်းသားတွေကိုပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။လီဗာပူးအသင်းနောက်ခံလူဗန်ဒိုက်ကတော့မိမိတို့အသင်းကပရီးမီးယားလိဖလားနဲ့အပြည့်အဝထိုက်တန်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။မန်ယူအသင်းကဟုတိုက်စစ်မှုကွန်ညာကိုခေါ်ယူဖို့အသင်းဖြစ်နေကြောင်းသတင်းရရှိပါတယ်။ရီအသင်းတိုက်စစ်မှုဗီနီရှားတယောက်ဆော်ဒီရဲ့ကမ်းလှမ်းမှုတွေကိုညှင်းပယ်ပြီးအသင်းမှာဆက်နေဖို့ဆုံးဖြတ်လိုက်ကြောင်းသတင်းရရှိပါတယ်။ မန်ယူတင်းကနာပိုလီတင်းတိုက်စစ်မှုအိုစင်ဟန်ကိုလည်းစာချုပ်ဖြတ်သိမ်းခြင်းပေါင်း64ထပ်အထိပေးချေဖို့စိတ်ဝင်စားနေပါတယ်။ရီယယ်တင်းကလာမယ့်ຫນွေနီးပြတဲ့စည်ရင်တဲ့ဂျူဗင်တက်နီးပြဟောင်းအယ်လီဂရီကိုထည့်သွင်းသတ်မှတ်ထားကြောင်းသိရရှိပါတယ်။မန်ယူတင်းကနောက်ခံအစွန်လူနေရာကိုအင်အားဖြစ်တင်းမှုအင်တာအတင်းကအန်ဖရိုင်းကိုပေါင်35သန်းနဲ့ခေါ်ယူလိုနေပါတယ်။ FA ဘိုလူဝဲတက်ဖို့ကံမပါတဲ့ Nottingham Forest 3-0ဆက်တိုက်ဘိုလူဝဲတက်ခဲ့တဲ့ Man City ရဲ့အကြောင်းကိုဆက်ပြောကြပါမယ်။ အခုရှုံးဝဲအတွက် Northern Forest အသင်းမှာအခြေကွဲဆုံးကစားသမားကတော့ Morgan Giswhite ဖြစ်ပါတယ်။သူရဲ့တကယ်ကိုတည်တက်လှပတဲ့ Volicanter တေချာပေါက်ကိုဝင်ရမယ် Open အခွင့်အရေးနှစ်ကြိမ်စလုံးက Go Barranti အတိုင်းထိထွက်ခဲ့ပြီးရဲ့ Northern Forest အသင်းသာကိုရဖို့ကြံမာကောင်းပါမယ်ဆိုရင်တော့မှလေးခုလောက်ထိသွင်းနိုင်မှုရှိပါတယ်။ပထမပိုင်းဒီပိုင်းလုံးက Man City ရဲ့ပွဲဖြစ်ခဲ့ပြီး Savinho, Marmoush, Grealish, Rico Lewis တို့ရဲ့အစုအဖွဲ့က Northern Forest အတွင်းဘက်အထက်မှာ First Defense Line အဖြစ် press လုပ်ခဲ့သလိုတိုက်စစ်ကိုပုံဖော်ဖို့လည်းတောင်းယူခဲ့ကြပြီး O'Reilly နဲ့ Matthias Nunes တို့ကလည်း flank တွင်မှနေရာယူပြီးတော့ Nottingham Forest တပ်သင်းလုံးကိုကိုယ့်ရဲ့ own half မှာတော့ဘောလုံးပေးခွင့်မရှိအောင်ဖိအားပေးကစားခဲ့ကြပါတယ်။ Tyrina မပါဝင်တဲ့ Man City ပွဲထွက်လူစင်းမှာကွင်းလယ်ဝင်ကစားတဲ့ Rico Lewis ကလည်း ခြေစွမ်းပြခဲ့ပြီးတော့အပွင့်ကိုကိုပွဲအစအနှံ့မင်းမှာပဲကိုဗာချစ်ပေးတာကနေပြီးတော့သွင်းယူခဲ့ပါအခုပွဲရဲ့မန်နော့တမတ်စုပိုင်ရှင်ကိုဗာချစ်ကလည်း defensive midfield အဖြစ်ရာနှုန်းပြပုံစံကောင်းပြသခဲ့တာကြောင့် Nottingham Forest အသင်းကပထမပိုင်းမှာဂိုးပေါက်ကန်ချက်မရှိဂိုးပေါက်တက်မှုတစ်ကြိမ်မှမရှိတဲ့အထိအချိန်နှင့်ဆိုးရွားခဲ့ပါတယ်ဒုတိယပိုင်းမှာဒန်နီလိုအစားအီလန်ကာပါဝင်လာခဲ့ပြီးတဲ့နောက်မှာ Nottingham Forest ရဲ့တောင်ပံတိုက်စစ်လမ်းကြောင်းတွေအားကောင်းလာပြီးဒုတိယပိုင်းဆက်ဆက်ချင်းမှာပဲအီလန်ကာအပိုင်ကန်ခွင့်ရခဲ့ပေမဲ့ ေးထွက်သွားလို့ Northern Forest နဲ့နာခဲ့ရပါတယ်။ Northern Forest တို့ခြေပါကိုရဖို့ရုန်းကန်နေတော့မှာပဲ52မိနစ်မှာ Down Campbell ကနေ Guardiola ခေါင်းတိုက်သွင်းခဲ့တာကြောင့် Man City ဒုတိယကိုရရှိခဲ့ပါတယ်။ Northern Forest တို့အနည်းဆုံး2ဂိုးလောက်ရသင့်ပေမယ့် Ortega ကောက်ွယ်နိုင်တာတိုင်တွေထက်ထိတာကြောင့်2ဂိုး3ညနဲ့ပွဲပြီးခဲ့ပြီး1997နောက်ပိုင်းပထမဆုံးအကြိမ် FA ပလာပိုလူပွဲတက်ရောက်ခွင့်အိမ်မက်အဆုံးသတ်ခဲ့ရပါတယ်။ Man City ကတော့ Chelsea 2019-2020 2021-2022နောက်ပိုင်း FA ဖလားဘိုလူပွဲကို၃ချိန်ဆက်တောက်တက်ရောက်ခွင့်ရရှိတဲ့အသင်းဖြစ်လာခဲ့ပြီးတော့ဘိုလူပွဲမှာ Crystal Palace နဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်ပရိသတ်ကြီး။အခုဆက်လက်တင်ဆက်ပေးမှာကတော့ Anfi နိုင်မွေးနဲ့အတူ Liverpool Premier League Champion ဖြစ်ပြီးဆွေးနွေးသတင်းလေးကိုတင်ဆက်ပေးကြပါမယ်။ပထမပိုင်း7မိနစ်မှာဒေါင်ကန်ဘောကနေဆိုလန်ကီကောင်းတိုက်ပြီးတော့အဖွင့်ကိုသွင်းခဲ့ချိန်မှာ အန်ဖီတစ်ခွလုံးငိမ့်သက်သွားပြီမဲ့နောက်ပိုင်းမိနစ်တွေမှာတော့လီဗာပူးရောစပါအသင်းကိုကလေးနဲ့လူကြီးကစားသလိုအပြတ်အသတ်အသာစီးယူပြီး၅ဂိုးတကိုးနဲ့အနိုင်ရခဲ့ပါတယ်။ယူရိုပါလိအရေးကြီးပွဲကစားဖို့ရှိတာကြောင့်ပိုစတီဂိုဂလူကတော့ပွဲထွက်လူစင်းကို၈နေရာအထိအပြောင်းလဲလုပ်ခဲ့ပြီးဒါကစပါအသင်းရဲ့ပရီးမီးယားလိပွဲစဉ်၂ပွဲအတွင်းပွဲထွက်လူစင်းအပြောင်းလဲလုပ်မှုအများဆုံးဖြစ်ခဲ့ပါတယ်။တမိတည်တမတ်ရယုံနဲ့ပရီးမီးယားလိချန်ပီယံဖြစ်ဖို့တေချာသွားပြီဖြစ်ပေမယ့်အန်ဖီမှာနိုင်ပွဲနဲ့အောင်ပွဲခံဖို့အာနန်စလော့တာမကား လီဗာပူးကစားသမားတွေအားလုံးဆန္ဒပြင်းပြခဲ့ပြီးနောက်ကိုကလေးကမှအားနည်းချက်ရှိနေတဲ့စပါတင်ခန်စစ်ကဂိုးတွေအလဲတူကူပဲပြန်ပေးခဲ့ရပါတယ်။လီဗာပူးအတွက်အချိန်ပါဂိုးကို16မိနစ်မှာဆိုဘော့စ်လိုင်းခင်းပေးတာကနေလူးဝစ်ဒီယက်ကပိတ်သွင်းခဲ့ပြီး24မိနစ်မှာမတ်အလက်စတာကပြင်းထန်အားပါတဲ့ရော့ကက်ကန်ချန်နဲ့ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။အဲ့ဒီနောက်34မိနစ်မှာဂပ်ပိုကတတိယဂိုးဆာလာကစတုထဂိုးနဲ့ဥတိုကီရဲ့ OG ဂိုးတွေကြောင့်လီဗာပူးအသင်း5ဂိုးတကိုးနဲ့အနိုင်ရပြီး ရာသီကုန်ဖို့လက်ကျန်လေးပွဲအလိုမှာပဲ2024-25ရာသီပရီးမီးယားလိချန်ပီယံအဖြစ်အောင်ပွဲခံခွင့်ရခဲ့ပါတယ်။အာနာစလော့ကအင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်ချန်ပီယံဆုရယူနိုင်တဲ့ပထမဆုံးဒက်ရှ်လူမျိုးနီးပြအဖြစ်စံချိန်တင်ခဲ့ပြီးလီဗာပူးသင်းကလည်းအမှတ်ပေးပြိုင်ပွဲသမိုင်းမှာအကျိန်း20မြောက်ချန်ပီယံဆုဆုခုခဲ့တာကြောင့်မဟာပြိုင်ပွဲကြီးမန်ချက်စတာယူနိုက်တက်နဲ့ချန်ပီယံအကျိန်းရေတွက်ခြင်းတူညီသွားပြီဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးမှာကတော့ တိုက်စစ်ပိုင်းလွဲချော်မှုတွေနဲ့အတူ United တို့တရေတမှတ်နဲ့အခြေနှက်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်။ United ကစားသမားအများစုရဲ့ပုံစံကပရီးမီးယားလိဂ်ကစားရတာကိုစိတ်မပါသလိုဖြစ်နေပြီးအမော်ရင်ကအဲ့ဒီကစားသမားတွေနေရာမှာလူငယ်တွေကိုပွဲထွက်သုံးဖို့ပိုကောင်းပါတယ်။လူငယ်ကျပွင့်နေဖြစ်တဲ့ Fredus Dressings Amas Chido Obiro ကအရေးချင်းရှိသလို United DNA အပြည့်ဝတဲ့ကစားသမားလေးတွေဖြစ်ပြီးအခုဘုံမောင်းတဲ့ပွဲမှာလည်းဒုတိယပိုင်း Chito Obi ဝင်လာပြီးနောက်ပိုင်းမှာ Penalty Area အတွင်း United တိုက်စစ်ကအသက်ဝင်လာတာပဲဖြစ်ပါတယ် ဂျူနိုက်တက်အသင်းမှာဂါနာချိုဘရူနိုဖာနန်ဂျူနိုက်တက်အသင်းမှာဂါနာချိုဘရူနိုဖာနန်ဒက်စ်လောက်ကလွဲရင်တော့ချန်နေသူတွေကဝက်ချီတန်းချီထက်မပိုးတဲ့အခြေစွမ်းပြခဲ့သလို aggressive ဖြစ်တဲ့ကစားဟန်တိတ်မကြွေခဲ့ရပါဘူး။ဥရောပဝင်ခွင့်တနင်္လာရဖို့အတွက်အမြောင်းလင်းချက်ရှိနေသေးတဲ့ဘုံမအသင်းကအိမ်ကွင်းမှာ၃မှတ်အပြည့်ရဖို့ကြိုးစားခဲ့ပေမဲ့တိုက်စစ်ကစားသမား Liverpool Nelson Anigan နဲ့အထောက်ခံရလို့တယောက်ဆယ်ယောက်ကျန်တဲ့ရင်ဆိုင်ခဲ့ရတာကြောင့် United ကိုတည်းရတက်မှတ်ခွဲပေးခဲ့ရတာဖြစ်ပါတယ်။ဘုံမအတွက်အဖွင့်ကိုကို23မိနစ်မှာ Evan Nelson ခင်းပြတာကနေစီမံညိုကအပိုင်ကန်သွင်းခဲ့ပြီးစီမံညိုက George King 2019-2020 Solanke 2023-2024တို့ပြီးရင် Premier League တရာသည့်အတွင်း United ဘက်ကိုနှစ်ချုပ်စလုံးဂိုးသွင်းနိုင်တဲ့တက်တရာမြောက်ဘုံမောက်ကစားသမားဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် United ဘက်ကဂါနာချိုအပိုင်ခွင့်ရကြီးတစ်ချိန်ရပြီမဲ့သူရဲ့ Love ကန်ချက်ကို Keeper ပုတ်ထုတ်ကောက်ခင်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းမှာလည်းဘုံမောက်အသင်းဂိုးသွင်းခွင့်ရခဲ့ပြီးတော့ ပွဲအလှည့်ပြောင်းကတော့မိနစ်80မှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့ Evilness ချော်လဲပြီးတော့ Max Young ကိုခြေစုံပြစ်ဝင်သလိုဖြစ်ခဲ့တာကြောင့်အကွင်းလေတိုင်း Peter Bank က VAR ကြည့်ပြီး Evilness ကိုအဝါကက်အစားအနီကက်နဲ့ထုတ်ပယ်ခဲ့ပါတယ်။ Evilness က3ပွဲပယ်ခံရမှာဖြစ်လို့ဘုံမောက်အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါပြီ။တရောက်အตายရသွားပြီးတဲ့နောက်ပိုင်း United ကအခြေပါကိုရဖို့ဇက်တိုက်ဆိုသလိုဖိအားပေးကစားခဲ့တဲ့အတွက်ပွဲပြီးကန်နေမိနစ်20အတွင်းကိုပေါက်ကန်ချာ15ချိန်ထိပြုလုပ်ခဲ့ပါတယ်။ နာဆင်အချိန်မို့96မိနစ်မှာဝိုင်လန်ကလမ်းကြောင်းပြောင်းပိတ်သွင်းခဲ့တာကြောင့် United ခြေပါကိုရခဲ့ပြီးဝိုင်လန်က6ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။အခုပွဲမှာ United အသင်းကဂိုးပေါက်ကန်ချက်25ချိန်အထိပြုလုပ်နိုင်တာကြောင့်2010အောက်တိုဘာလအတွင်း Newcastle ပွဲနဲ့နောက်ပိုင်း Premier League အဝေးကွင်းပွဲစဉ်တစ်ပွဲမှာဂိုးပေါက်ကန်ချက်အများဆုံးပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်ကြီး။အခုဆက်လက်တင်ဆက်ပေးချင်တာကတော့အန်တိုနီနဲ့ရက်ရှ်ဖို့မရှိတာပိုကောင်းနေဆိုတဲ့အမောရင်ပါ မန်ယူသင်းသီးပြအမွေကတော့ Rashford နဲ့ Antonio တို့ကိုရှင်းထုတ်ခဲ့မှုနဲ့ပတ်သက်ပြီးနောင်တမရသလိုအသင်းကပိုမိုကောင်းမလာကြောင်းသုံးသပ်သွားခဲ့ပါတယ်။ Rashford နဲ့ Antonio Rashford နဲ့ Antonio နှစ်ယောက်စလုံးသက်ဆိုင်ရာနေမြေတွေမှာခြေစွန်းပြသနေရကြောင်းအသင်းပရိသတ်တွေကအမွေရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်နေကြပြီးမဲ့အမွေကတော့အဆိုပါကစားသမားနှစ်ယောက်မရှိမှအသင်းကပိုကောင်းလာကြောင်းတုံ့ပြန်သွားခဲ့ပါတယ်။အမွေကအသင်းမှာလိုအပ်ချက်အများကြီးတာကျွန်တော်လည်းသိပါတယ်။ AC Milan အသင်းဖြစ်ခဲ့တယ်လို့မျိုးကျွန်တော်တို့ကြုံခဲ့ရတာပါ။ အသင်းကြီးရိုင်းဒီလိုတော့ဖြစ်တတ်ကြစမြဲပါပဲပြီးခဲ့တဲ့ဇန်နဝါရီမှာအန်တိုနီနဲ့ရက်ရှ်ဖို့ကိုကျွန်တော်တို့ဆုံရှုံခဲ့ရတယ်လို့အစားထိုးမှုတွေလည်းမလုပ်ခဲ့ရပါဘူးဒါကအစိမ့်ခေါ်ချက်တစ်ခုဖြစ်စေခဲ့ပါတယ်ဒါပေမဲ့ဒီဟာဒီသင်သွင်းကိုတွေထပ်ပို့ရေးကြီးတဲ့စီမံကိန်းတွေကိုတော့ကျွန်တော်တို့မြင်တတ်ဖို့လိုပါတယ်သွင်းကိုဆယ်ကိုသွင်းယူတာထက်ပိုရေးပါတဲ့အရာတွေကအသင်းကလိုအပ်နေခဲ့ပါတယ်။အခုဆိုရင်အသင်းရဲ့အနာဂတ်ကိုပိုမိုအထောက်အကူဖြစ်စေတဲ့ဆုံးဖြတ်ချက်တွေကိုကျွန်တော်တို့ချမှတ်နိုင်ခဲ့ပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ လက်ရှိရသည့်တွင်ကိုအရေးအတွက်အတော်လေးနှေးပါနေတဲ့အသင်းတိုက်ဆက်ပိုင်းကိုတော့ MOU အရင်ဆုံးဖြည့်ရှင်းမှုလိုအပ်နေပြီး64မိနစ်တိုင်းအသင်းတစ်မှာတကိုးသွင်းဒါမှမဟုတ်တကိုးဖန်တီးနေတဲ့ Rushford ရဲ့အရေးပါမှုကိုတော့ပရိသတ်တွေပြန်လည်မြင်တွေ့လို့နေကြတာအမှန်ပါပဲပရိသတ်ကြီးအခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရာတွေမှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Myanmar Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော် ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ follow တင်းနေကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါရဲ့နော်။ Follow ချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတူတင်ပါရရှင်။